တရားဒေသနာများ나อยู่မှတ်သားပြီးတော့တရားဘာဝနာများပွားများအားထုတ်ကြမယ်အချိန်ကာလဖြစ်ပါတယ်။나อยู่ဝဲကြော်ကြော်လောက်တရားနာပြီးတော့မိနစ်20လောက်တရားဘာဝနာများ調査ကြမယ် တော့ဒီကနေ့တနေ့တာစွန့်လို့ထားကြတယ်စွန့်လို့ရှင်နေလည်းပဲအကြောင်းကိုလာနိုင်ရတဲ့အတွက်ကြောင့်အနုမောဒနာတရားစကားလေးလည်းနည်းနည်းပြောရမယ်ပေါ့နော်အနုမောဒနာတရားစကားဆိုတာကိုပြုလိုက်တဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ကုသိုလ်ရှင်များဝမ်းသာတဲ့စိတ်ကြည်နိုးတဲ့စိတ်နဲ့ကုသိုလ်စိတ်ဇောတွေထက်တန်စေဖို့ ပုံမူပြီးတော့အကျိုးပေးကြီးမားဖို့ဆိုပြီးတော့ဝန္တာပဲဝမ်းမြောက်ဖွယ်တရားစကားပြောပြတာကိုအနုမောဒနာစကားလို့ခေါ်တယ်နော်ရှောက်ကြီးတွေလည်းပဲအခါအားလျော်စွာဒါနာကောင်းမှုကို ပြုနေကြတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့နဲ့မသက်ဆိုင်မှုလို့ဒီလိုသဘောမထားဘဲနဲ့အနုမောဒနာတရားကိုလည်းနားကြရမယ်ပေါ့ အဓိကယောဂီတွေကိုဦးစားပေးပြီးတော့ဟောတဲ့တရားဖြစ်တဲ့အတွက်ကြောင့်လည်းပဲစဉ်းစားရအောင်နဲ့ကိုကြိုးစားအထုတ်နေတဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့တရားစကားတွေလည်းပါမယ်ပေါ့တဏ္ဍာကောင်းမှုပြုကြတဲ့တရားတာကုလိုရှင်တွေအားလည်းပဲအဲ့ဒီလိုလေးနဲ့တဲ့မြင့်မြတ်တဲ့လုပ်ငန်းစဉ်နဲ့တရားဘာဝနာနဲ့ပတ်သက်တဲ့တရားစကားတွေကိုလည်းနာယူမယ်ပေါ့နော် ဒီကနေ့သာသနာတော်နှစ်2563ခုကောဇာတကြီး1382ခုဝါဇိုလာဇန်နေ့ရက်2019ခုနှစ်ဇူလိုင်လ3ရက်ပုဒ္ဓဟူးနေ့နန္ဒခင်ခါကာလမှာရန်ကုန်တိုင်းဒေသကြီးလက်ကိုမြို့ရှင်မတင်ကျေးရွာတစ္ဆာရွှေစီကျောင်းတိုက်တွင်မှာရှင်ကျင်းပါကြတဲ့ခုနှစ်ရက်တာ တရားစကားပွဲမှာနန္ဒခင်ခါကာလအနုမောဒနာတရားစကားများနဲ့တရားဘာဝနာကို နာယူကြိုးစားပွားများအထောက်ကြမဲ့အချိန်ကာလမှာ အလုံးသောကုသိုလ်ရှင်များအတွက်တရားဒေသနာများဥရှင်တို့မြတ်စွာဘုရားရဲ့အစုံမနဲ့အညီနာယူကြမယ်ကြီးညိုကြမယ်ပေါ့အဲ့တော့ဥရှင်တို့ ဒါနာကောင်းမှုပြုကြတဲ့ကုလိုရှင်တွေအနေနဲ့ဝန္တာဘောရာជីနုဘောရာကမတို့လှူဒန်းလိုက်တဲ့အစာအာဟာရကိုဖုံးပေးတုံးဆောင်ပြီးတော့တန်ဃာတော်တွေရောတိလရှင်တွေရောယောဂီတကာကြီးတကမာကြီးတွေရောမြင့်မြတ်တဲ့ဘာဝနာလုပ်ကိုတနေ့တာချက်ချမ်းသာသာလုပ်နိုင်ကြတယ်ဒါကြောင့်သူတို့မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကို လုပ်တဲ့နေရာမှာ တို့ဟာအထောက်အကူပြုရတယ်ဒါကြောင့်တို့လည်းပဲမြင့်မြတ်တဲ့ကောင်းမှုကိုပြုရရောက်တယ်လို့အဲ့ဒါလိုလေးတွေးပြီးတော့ဝမ်းသာစေခြင်းနဲ့ပေါ့နော်အဲ့တော့အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ယောဂီတို့အမြဲတမ်းကြာဘူးနာဝ ရှိနေကြတရားလေးတစ်ပုဒ်အင်္ဂုတ္တပါဠိတော်စက္ကနိပတ်မှာလာပါတယ်ဆက်လင်ကတမန္နာကတသုတ်တံနဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားဟောခဲ့တာ ယဟန်တို့တဲ့အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်အလှခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်အင်္ဂါရဲ့၆ချက်နဲ့သာအလှဒါနကောင်းမှုတစ်ခုကိုဖြစ်အောင်ပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီအလှဒါနရဲ့အကျိုးပေးဟာဘယ်၍ဘယ်မျှရှိတယ်လို့တိုင်းတာချင်းတွေ့လို့မရနိုင်ဘူးတဲ့ဥပမာမဟာသမုဒ္ဒရာမှာရှိတဲ့ရေကို တိုင်းတာချင်းတွေ့လို့မရနိုင်တယ်လို့မျိုးပဲတဲ့ သမုဒ္ဒရာထဲမှာရည်တွေဘယ်နှပုံးရှိတယ်ဘယ်နှကားလန်းရှိတယ်ဆိုတာကိုတိုင်တာဖို့လွယ်ပါမလားလွယ်ပါပါဘုရားအဲ့ဒါလိုပဲတဲ့အလှပေးတဲ့ပုဂ္ဂိုလ်ကအင်္ဂါရက်၃ချက်အလှခံတဲ့ပုဂ္ဂိုလ်ကအင်္ဂါရက်၃ချက်အင်္ဂါရက်၆ချက်နဲ့သာညီညွတ်အောင်ဒါနကောင်းမှုကို ပြုနိုင်မယ်ဆိုရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးဟာလည်းပဲတိုင်တာရည်တွက်လို့မရနိုင်ဘူးတဲ့အလွန်ကြီးကျယ်တယ်ပေါ့နော်အဲ့တော့အလှပေးတဲ့ပုဂ္ဂိုလ်ကအင်္ဂါ၃ချက်ဆိုတာကမပြောတာတော့ ပုပ္ပမုံစာအပ္ပရစေတနာစေတနာ၃ဌာမှာဖြူစင်တန်ရှင်းအောင်အပြစ်ကင်းအောင်ကြိုးစားတာကိုပြောတာမလူခင်ရှိဖို့မှာငါလှူအောင်မယ်ဆွန့်လွတ်အောင်မယ်လို့တွေးတောကြံစပြီးတော့ဖြစ်ပေါ်နေတဲ့စေတနာကိုပုပ္ပစေတနာလူနေစေဆွန့်လွတ်စေအခိုက်အတန့်မှာဖြစ်ပေါ်နေတဲ့စေတနာကိုမုံစာစေတနာလူတန်းပြီးတဲ့နောက်မှာဝမ်းမြောက်မှုဝမ်းသာမှုကြည်နုမှုနဲ့တွေးတောပြီးတော့ဖြစ်ပေါ်နေတဲ့ စေနာကိုကြတော့အပ္ပရာစေနာအဲ့ဒါလိုမလူခင်လူစေလူပြီးပုပ္ပမုံစာအပ္ပရာစေနာသုံးလံမှာရာဂဒေါသမောဟညီကတွေ့တာမှုမကျေနပ်မှုတွေ့ပေမိုက်မဲမှုလို့ဆိုတဲ့အညစ်အကြေးတွေမကတ်အောင်ဖြူရှင်တန်ရှင်းအောင် လုံနိုင်ရင်အဲ့ဒါအလူပေးတဲ့ပုံကိုပဲကပြည့်စုံရမယ်အင်္ဂါရ၃ကျင်းနဲ့ညီညွတ်တယ်လို့ဆိုရတယ်ဟုတ်လားဒါကြောင့်အလှူဒါနရဲ့အကျိုးကျေးဇူးကိုသိမြင်တဲ့ပညာရှိရှုပြီးတော့ ဥရှိပြီးတော့ဒါနာကောင်းမှုကိုပြုရမယ်။ငါဒီလိုလှူလိုက်တယ်လို့သူများသိစေခြင်းနဲ့စိတ်တွေမလာစေဘဲနဲ့ရုပ်ဆွာအဆုံးအလှူဒါနရဲ့နောက်တစ်ချိန်မှဖြစ်ပေါ်လာမယ့်ကောင်းကျိုးကိုတောင်းမမက်မောပဲနဲ့ဒါဟာပညာရှိသူတော်ကောင်းကြီးတွေလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေမွန်မြတ်တဲ့အလုပ်တွေတန်တရာဝတ်ကထွတ်မြောက်ရထွတ်မြောက်ကြောင်းအလုပ်တွေဆိုပြီးတော့ညီကွဲတွေ့တာမှုလောဘကိုဖျက်တော့ပြီးတော့ နော်သူတစ်ပါးရဲ့ပုံမှာမထင်မဲ့မြင်ပြူတာမျိုးတွေမပါစေဘဲနဲ့အဲ့ဒါလိုရာဂဒေါသမောဟအငြိအကြီးကင်းအောင်ပုဗ္ဗမုံစအပရစေနာစေနာ သုံးဓမ္မစင်ကြယ်စေအောင်ကြိုးစားနိုင်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါရ၃ရက်ပြည့်စုံသွားတယ်အထူးပြုပြီးတော့ပြောရင်တာကအလှရှင်မြတ်ဝန်တာဖို့အဲ့ဒါပါလဲဆိုတော့အလှကံပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါ၃ရက်ဟုတ်လား အလိုခံရတဲ့ပုံကိုယ်တွေကိုလူတာတဏ္ဍာကိုဖုံးပေးကြတဲ့သုံးဆောင်ကြတဲ့ပုံကိုယ်တွေဘယ်လိုအင်္ဂါရက်တွေနဲ့ပြည့်စုံရင်ဒါနရှင်တွေအတွက်ကောင်းကျိုးချမ်းသာပို့ပြီးတော့ကြီးကျယ်လာမလဲနံပါတ်1ရာဂကင်းတဲ့ယန္တာတော့လည်းဖြစ်ရမယ်သို့မဟုတ်ရာဂကင်းအောင် နီးမလမ်းမှကြိုးစားအထုတ်နေတဲ့သူတော်ကောင်းတော့လည်းဖြစ်ရမယ်ရာဂဆိုတာဆွဲမဲ့မှုကိုပြောတာအာယုံကိုစိတ်ထဲကနေဆွဲနေတာ ဟုတ်လားမြင်ချင်းနေတာမမြင်ရမနေနိုင်တဲ့အဆင့်ထိရောက်အောင်စွဲနေတာကြားချင်းနေတာအနက်နေရချင်းနေတာစားချင်းတောက်ချင်းနေရတွေ့ထိချင်းနေတာအဲ့ဒါပါလေတော့ຢာကနော်နောက်ဒေါသကင်းတဲ့ယဟန္တာတော့လည်းဖြစ်ရမယ်သို့မဟုတ်ဒေါသကင်းအောင်နိမလမ်းမှစူးစမ်းနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်တဲ့ဒါနံပါတ်1အင်္ဂါဒေါသဆိုတာဘာတော့စိတ်ထဲမှာအဆင်မပြေမှုမကျေနပ်မှုစိတ်တိုင်းမကြမှုဒါဒေါသတွေပဲနော် အဲ့ဒါကင်းအောင်ကျင်းတဲ့ပုံကိုဖြစ်ရမယ်။နောက်နံပါတ်3ကဘာလဲတော့မောဟကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်မောဟကင်းအောင်နိမလမကြိုးစားအထုတ်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်တဲ့။အဲ့တော့ခုယောဂီတွေဟာကိုကြိုးစားအထုတ်နေတဲ့လုပ်ငန်းစဉ်ရဲ့စွန့်ရည်တက်တွေကိုဘုရင်တို့ပြောနေတာကိုကြားရတော့အဖြစ်၎င်းတခြားတခြားသောဆရာတော်များဟောတာကိုကြားရတော့အဖြစ်တော်၎င်း ကိုကြိုးစားအထုတ်နေတဲ့လုပ်ငန်းဟာရာဂဒေါသမောဟကိုနှဲပါစေနိုင်တဲ့နောက်ဆုံးချုပ်ငြိမ်းသွားစေနိုင်တဲ့တစ်ခုတည်းသောအကျင့်မြတ်ဖြစ်တယ်ဆိုတာကိုယုံလဲယုံကြည်ကြပြီးသားနားလဲနားလဲထားကြပြီးသားဟုတ်လားအဲဒါကြောင့်မလို့ဒီမြင့်မြတ်တဲ့အလုပ်ကိုမလုပ်နေရတာတော့ကြိုးစားနေရတာဟုတ်လားဒါကြောင့်မလို့အလို့ရှင်များအနေနဲ့ဒုဗကပြည့်စုံရမယ်အင်္ဂါရ၃ချက်ကိုတို့ဟာပြည့်စုံအောင်တာဝန်ယူပြီးတော့ဆောင်ရွက်မယ် တို့လှူတာတဏ္ဍာကိုအလှခံကြတဲ့ဖုံးပေးသုံးဆောင်ကြတဲ့ယောဂီတွေကလည်းပဲသူတို့ဘက်ကပြည့်စုံရမယ်အင်္ဂါရ၃ချက်ကိုသူတို့ပြည့်စုံအောင်ညီညွတ်အောင်ကြိုးစားအထုတ်နေကြတယ်လို့တွေးကြည့်မယ်ဆိုရင်ကိုလှုပ်လိုက်တဲ့ဌာနကောင်းမှုရဲ့တန်ဖိုးကိုမြင်ပြီးတော့ဝမ်းသာဖို့ရဝမ်းမြောက်ဖို့ရမဖြစ်နိုင်ဘူးလားဖြစ်နိုင်နော်တရက်ကို6ချိန်လောက်နော်တဏ္ဍာရီလောက်ထိုင်ထိုင်ပြီးတော့သူတော်ကောင်းတရားကိုကြိုးစားအထုတ်နိုင်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်ဟုတ်လား ေးဒါကြောင့်ဒါကအလှရှင်များအနေနဲ့ဝမ်းသာဖို့ဝမ်းမြောက်ဖို့ပြောပြတာဟုတ်လားအဲ့ဒါလို့လှူပေးတဲ့ပုဂ္ဂိုလ်လှူခံတဲ့ပုဂ္ဂိုလ်ကိုတာဝန်ကိုအသေးလေးညှို့အောင်ဆောင်ရွက်နိုင်ကြမယ်ရှိလို့ရှိရင်ဒီလိုဒါနာကောင်းမှုကောင်းမှုမျိုးရဲ့အကျိုးဆက်ဟာသမုဒ္ဒရာကြီးကိုတိုင်းတာချင်းတွယ်လို့မရနိုင်သလိုမျိုးဒီဒါနာကောင်းမှုရဲ့အကျိုးဆက်ဟာလည်းတိုင်းတာချင်းတွယ်လို့မရနိုင်ဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာဆက်လက်ပြီးတော့ ီအခုပြောလိုက်တဲ့အချက်ကလေးနဲ့လဲဆက်ဆက်နေတဲ့ယောဂီတို့ကြိုးစားအထုတ်နေတဲ့လုပ်ငန်းစဉ်တွေလည်းပဲအဝံအဝံခွင့်ရဖြစ်နေတဲ့တရားဒေသနာလေးနှစ်ပုဒ်ပြောပြမယ်။နောက်ကျန်တဲ့အချိန်လေးမှာတရားဒေသနာနှစ်ပုဒ်ပြောမယ်။တရားလေးတွေကအတူချုပ်ပြီးတော့ပြောလိုက်ရင်လည်းပဲထိတိမိမိနဲ့အချိန်တိုလေးတွင်မှလိုရင်းရောက်ပါတယ်ဟုတ်လား။ဒါကြောင့်အပြည့်အဝအာယုံဆိုင်ပြီးတော့နာယုံကြရနော်။ အဓိကပြောချင်တာကဥရှင်တို့ရသော်ဖះလက်ထက်ကပရဝိုက်တယောက်ကရှင်အာနန္ဒာကိုမေခွန်းသုံးချက်မေးတာအဲ့ဒါကိုအဓိကပြောချင်တာသူမေးတဲ့မေခွန်းသုံးချက်ကအရှင်ဘုရားအာနန္ဒာတဲ့ကေတံတော်ဗန္တိအာနန္ဒာဓမ္မောသက္ခာတော်ကေလောကေသုပ္ပတိပံတော်ကေလောကေတုက္ကတာတိဒါသူရဲ့မေခွန်းလေးသုံးချက် ဗန္ဒီအာနန္ဒအရှင်ဘုရားအာနန္ဒတဲ့နော်လောကီလောကကြီးမှာကေတံအဘယ်သူတို့ဤဓမ္မတရားသည်တွက်ခါတော့ကောင်းစွာဟောအပ်တော်တရားမြည်ပါသလေတဲ့ပုဂ္ဂလဒိဋ္ဌံနဲ့မေးတာနော်လောကမှာဘသူရဲ့တရားဟာအကောင်းဆုံးဟောတာတဲ့တရားလို့ဆိုမလဲတဲ့စိတ်ဝင်စားကြပါပဲဟုတ်လားသူမေးကောင်ကနောက်ဒုတိယမေးကောင်က ကေလောကေသုတ်ပฏิပန်တော် လောကေလောကမှာကေအဘယ်သူတို့ဒီသုတ်ပฏิပန်တော်ကောင်းစွာကျင့်ကြတဲ့ပုဂ္ဂိုလ်တွေလို့ဆိုရမလဲတဲ့ဘသူတွေကကောင်းကောင်းကျင့်နေကြတာလေတဲ့နှစ်ချက်ရှိနော်နောက်တတိယမေကွန်ကကေလောကေသုက္ကတာတိလောကေလောကမှာကေအဘယ်သူတို့ဒီသုက္ကတာကောင်းစွာကျင့်ပြီးပုဂ္ဂိုလ်များ ဖြစ်ကြပါသည်နိတဲ့ဘသူတွေဟာတကယ်ကို ပြီးမြောက်အောင် နော်အဆုံးတိုင်အောင်ကျင်ပြီးသားပုံကိုယ်တွေလို့ပြောရမလဲတဲ့မိကုန်းဘယ်နှချက်တော့သုံးချက်သူအတော်လင်းနေတယ်လောကမှာဘသူရဲ့တရားဟာအကောင်းဆုံးဟောထားတဲ့တရားလို့ပြောမလဲယူဝါဒတိတိရှိတာပဲလေလောကကြီးဟုတ်လားနောက်ပြီးတော့ဘာတော့ဘသူတွေဟာကောင်းကောင်းကျင့်နေကြတာလေနောက်ပြီးတော့ဘသူတွေဟာကောင်းကောင်းကျင့်ပြီးကြတဲ့ပုံကိုယ်တွေလေတဲ့အဲ့ဒီမိကုန်းသုံးချက်ရဲ့အဖြေဟာစိတ်ဝင်စားတဲ့အရာရှိတယ်နော် အဲ့ဒီအဖြေတွေကိုပုံမူပြီးတော့ရှင်းရှင်းလင်းလင်းနားလည်ဖို့ဘဝင်ကြနိုင်ဖို့အတွက်ဒီအဖြေတွေကိုမပြောသေးခင်မှာအစကနဦးရှားကဒေါသမောဟတို့ရဲ့သူတို့ရဲ့အပြစ်အနာစာသူတို့ရဲ့တဘာဝကိုမြတ်စွာဘုရားဟောထားတာလေးကိုအနှစ်ချုပ်ပြီးတော့အရင်တို့ပြောမယ်ဟုတ်လားဘာရဲ့ဘာရဲ့ဘာရဲ့ရှားကရဲ့ဒေါသရဲ့မောဟဆိုတဲ့တော့ကအလုခံကြတဲ့ပုံကိုယ်တွေရဲ့ တကပြည့်စုံရမယ်အင်္ဂါရ၃ချက်ထဲမှာယာကဒေါသမောဟကင်းတဲ့ယန္တာတော့လည်းဖြစ်ရမယ်သူမဟုတ်ယာကဒေါသမောဟကင်းအောင်နီးမှလမ်းမှစူးစမ်းနေတဲ့သူတော်ကောင်းတော့လည်းဖြစ်ရမယ်လို့ဆိုခဲ့တယ်နော်အဲ့တော့တခါတော့မတို့လုပ်နေတဲ့လုပ်ငန်းစဉ်ကအဲ့ဒီဆွဲမဲ့မှုမကျေနပ်မှုမိုက်မဲမှုမတိမှုဆိုတာတွေကိုနေပါအောင်ချုပ်ငင်းအောင်နောက်ချင်းချင်းကြိုးကိုအထုတ်နေတာကိုယ်အကျင့်ဟာအဲ့ဒီလိုမျိုးစွမ်းရည်တက်တည်ရှိနေတာဆိုတာကိုဦးဇင်းတို့တွေရှင်းရှင်းလင်းလင်းနားလည်ထားကြပြီးသားဟုတ်လား အဲ့တော့ခုဆက်ပြီးတော့ဗာပြောမအောင်ဆိုတော့အဲ့ဒီຢာကဒေါသမောဟတို့ဟာဘလို့တဘာဝရှိတယ်လေဘလို့သဘောရှိတယ်လေဆိုတာလေအကျဉ်းမြအဖြစ်တော့ဒါတွေဟာမကောင်းတဲ့တရားတွေပဲပူလောင်စေတဲ့တရားတွေပဲလို့သိထားကြပြီးသားပါပဲဟုတ်လားသို့တော့စနစ်တကျမြတ်စွာဘုရားကຢာကဒေါသမောဟရဲ့တဘာဝကိုဘလို့ပြောထားတယ်လေအဲ့ဒါလေးကိုမှတ်သားစေခြင်းဟုတ်လားຢာကရဲ့ဒေါသရဲ့မောဟရဲ့ဒီတရား၃မျိုးကို မြတ်စွာဘုရားကသူတို့ရဲ့အပြစ်သူတို့ရဲ့တဘာဝကိုပြောတဲ့အခါမှာပုံစံတူပြောတာလေအဲ့ဒါစိတ်ဝင်စားတဲ့အကောင်။ယာကလည်းဒီတိုင်းပဲဒေါသလည်းဒီတိုင်းပဲမောဟလည်းဒီတိုင်းပဲသူတို့ရဲ့အပြစ်ကတူတယ်။ယာကရဲ့အပြစ်ကိုပြောလိုက်တာနဲ့ဒေါသအပြစ်ကလည်းဒီတိုင်းပဲမောဟအပြစ်ကလည်းဒီတိုင်းပဲဒီဒေသနာထဲမှာ။ဒါကြောင့်ယာကတစ်ခုရဲ့အကြောင်းကိုပေးတဲ့တို့ကောင်းကောင်းမှတ်လိုက်မယ်ဆိုလို့ရှိရင်ဒေါသနဲ့မောဟလည်းဒီတိုင်းပဲလို့အနှစ်ချုပ်ပြီးတော့သွားမှာနော်။အေးအဲယာကကိုမြတ်စွာဘုရားဘယ်လိုပြောထားတော့ ရတောခောပြမနာရာဂိနအဘိဘူတောပရိယာဒိနစေတောအတ္တပြဘာရယပိစီတိတိပရပြဘာရယပိစီတိတိဥပယပြဘာရယပိစီတိတိစေတတိကံပိဒုက္ခံဒေါမနတံပရိတံဝေဒီတိတဲ့ဒါတစ်ပိုက်ပုံနာတဲ့ပုံနာတယောက်ကမြတ်စွာဘုရားကိုမေးလို့ဟောတဲ့ဒေသနာမှုပုံနာလို့ခေါ်ပြီးတော့ဟောတာပြမနာပုံနာတဲ့ ရာခိနအဘိပူတော်ဆွဲမဲ့မှုယာကဖြင့်နှိမ့်ဆက်ခြင်းခံရသောပရိယဒိနာစီတော်စိတ်ထဲမှာအမြဲတမ်းယာကတွေလွှမ်းမိုးနေမယ်ဆိုလို့ရှိရင်ရတောအဲ့ဒါလိုဆွဲမဲ့နေတဲ့ပုဂ္ဂိုလ်ဟာအတ္တပြာပါရယပီစီတေတီတဲ့ကိုကိုကိုပူလောင်ပင်မအောင်လုပ်တယ်တဲ့ပရပြာပါရယပီစီတေတီတဲ့သူတို့ဘာကိုလည်းပဲပင်မအောင်လုပ်တယ်တဲ့ဆွဲမဲ့မှုကြီးလာပြီဆိုရင်ကိုကိုကိုပင်မအောင်လုပ်တယ်သူများကိုပင်မအောင်လုပ်တယ် ဥပယဗျာပါဒယပိစီတိတိမိမိသူတစ်ပါးနှစ်ဦးသားကိုပင်မအောင်လုပ်တယ်တဲ့ပြီးတော့ဘာဖြစ်တော့စေတသိကံပိဒုက္ခဒေါမနတံပဋိတံဝေတိတိတဲ့ကိုယ့်ရဲ့စိတ်ထဲမှာဆင်းရဲမှုစိတ်နှလုံးမသားမရာမှုကိုလည်းပဲအဲ့ဒီယာကကဖြစ်စေတယ်တဲ့ဒါလက်တွေ့ကြကြနားလဲအောင်စူးစမ်းကြည့်ဟုတ်လား ဆွဲမမှုဖြစ်လာပြီရှင် ကိုကိုကိုပင်ပန်းစီတယ်သူတို့ဘကိုပင်ပန်းစီတယ်မိမိသူတို့ဘနှစ်ဦးသားကိုပင်ပန်းစီတယ်စိတ်မှာဒုက္ခဒေါမနတ္တကိုလည်းပဲခံစားရစီတယ်တဲ့ ရာဂေပိဟိနေနေဝဋ္ဌပြဘာရယပိစီတိတိနပရပြဘာရယပိစီတိတိနဥပယပြဘာရယပိစီတိတိနစိတတိကံဒုက္ခံဒေါမနတံပဋိတံဝေတိတိတဲ့အကယ်၍ຢာကဆိုတဲ့ဆွဲမဲ့မှုကိုသာပယ်လိုက်မယ်ဆိုရင်ကိုယ့်ကိုယ်လည်းပင်မအောင်မလုပ်တော့ဘူးသူများကိုပင်မအောင်လည်းမလုပ်တော့ဘူးမိမိသူတပါနှစ်ဦးသားကိုပင်မအောင်လည်းမလုပ်တော့ဘူးစိတ်မှာဖြစ်ပေါ်လာတဲ့ဒုက္ခဒေါမနတကိုလည်းမခံစားရတော့ဘူးတဲ့အော်ဒါတစ်ချက်နော်နောက်တစ်ချက်ပါဆက်ပြောတော့ရတ္တခောပြမနာရာဂေနအဘိဘူတော် ပရိယာရိဏစေတောကာယေနဒုစရိတံစရတိဝါစာယဒုစရိတံစရတိမနတဒုစရိတံစရတိပုံနာတဲ့ຢာကတွေနဲ့နော်လွှမ်းမိုးဖြည်စည်းနှိမ့်ဆက်နေတဲ့ပုဂ္ဂိုလ်ဟာကာယေနဒုစရိတံစရတိကိုဖြစ်မကောင်းတာတွေကိုလည်းလုပ်တယ်တဲ့ဝါစာယဒုစရိတံစရတိနှုတ်ဖြစ်မကောင်းတာတွေကိုလည်းပြောတယ်တဲ့မနတဒုစရိတံစရတိစိတ်ထဲရလည်းမဟုတ်တာတွေမကောင်းတာတွေကိုကြံနေတဲ့ညင်းလို့ရမလားမရဘူးနော် စွဲမဲ့လာပြီဆိုလို့ရှိရင်မဟုတ်တာလုပ်တယ်မဟုတ်တာပြောတယ်မဟုတ်တာတွေတွေးတယ်ရာဂိပိနေနေဝကာယေဒုသိတံစေတိနဝါစာယဒုသိတံစေတိနမနတဒုသိတံစေတိအကယ်၍စွဲမဲ့မှုကိုသာပယ်လိုက်မယ်ဆိုလို့ရှိရင်မဟုတ်တာလည်းမလုပ်တော့ဘူးမဟုတ်တာလည်းမပြောတော့ဘူးမဟုတ်တာလည်းမတွေးတော့ဘူးတဲ့ဟောနှစ်ပိုက်ရှိသွားပြီနော်အမှနားမလဲကြမရှိဘူးနော် ဒီဆွဲမဲ့မှုကိုအခြေခံပြီးတော့မဟုတ်တာတွေလှုပ်ကြတာတွေမဟုတ်တာတွေပြောကြတာတွေမဟုတ်တာတွေတွေးကြတာတွေလောကကြီးမှာအလွန်မှကြဲကြဲလောင်လောင်ကြားနေရတာမရှိဘူးလားရှိတယ်ဒါအလွန်ရှင်းတဲ့ကိစ္စပါနော်နောက်ပြီးတော့သုံးခုမြောက်ပါပြောတော့ဒါနောက်ဆုံးလေးပြောထားရတော့ခောပြမနာရာဂိနအဘိဘုဒ္ဓပရိယာဒိနစိတ်တော်အထထံပိယထာဘုဒ္ဓနပ္ပဇာနာတိပရထံပိယထာဘုဒ္ဓနပ္ပဇာနာတိဥပယထံပိယထာဘုဒ္ဓနပ္ပဇာနာတိဇာကလွှမ်းမိုးခံရတဲ့ပုဂ္ဂိုလ်ဟာ အထထံပြီယထာဘုဒ္ဓနပ္ဇာနာတိကိုယ့်ရဲ့အကျိုးစီးပွားအစ်စ်ကို မှန်မှန်ကန်ကန်မမြင်ဘူးတဲ့အသေးစိတ်လေးပြောမယ်ဆိုရင်တော့အလွန်ကောင်းမယ်နော်ဒါလေးယောဂီတို့မှစဉ်းစားနိုင်တဲ့ဆွမ်းအားရှိပါတယ်ဟုတ်လားယာကလွှမ်းလာပြီဆိုရင်ဒီလိုဟာအဲ့ဒီအခိုက်အတန့်မှာကိုယ့်ရဲ့အကျိုးစီးပွားကိုမှန်မှန်ကန်ကန်မမြင်နိုင်ဘူးတဲ့ ပရဒံပိယထာဘုဒ္ဓနဗ္ဗဇာနာတိသူတို့ဘာရဲ့အချိုးရှိဘောကိုလည်းမမှန်ကန်ကသူမမြင်နိုင်ဘူးတဲ့ဥပယထံပိယထာဘုဒ္ဓနဗ္ဗဇာနာတိမိမိသူတို့ဘာနှစ်ဦးသားတို့ရဲ့အများရဲ့အချိုးရှိဘောကိုလည်းမမှန်ကန်မမြင်တော့ဘူးတဲ့ပိန့်သွားတယ်ပိတ်သွားတယ်ဗောနော်ညံမျက်စိဟုတ်လားဆွဲမဲ့မှုကလည်းမလုပ်တာဖုံးလိုက်တာဗော ဟုတ်လားသုံးချက်မှတ်ရမယ်နော်ယာကရဲ့အဖြစ်ကိုဟုတ်လားပထမပြောတာကယာကလွှမ်းလာပြီဆိုလို့ရှိရင်ကိုကိုကိုပင်ပန်းစီတယ်သူတို့ဘကိုပင်ပန်းစီတယ်စိတ်မှာဆင်းရဲခြင်းနှလုံးမသားမရခြင်းကိုခံစားရတယ်ဒုတိယပြောလိုက်တာကယာကလွှမ်းလာပြီဆိုရင်မဟုတ်တာလုပ်တယ်မမှန်တာပြောတယ်မသင့်တော်တာကိုတွေးတယ်ဒုစရိုက်တွေလှုပ်တာကိုပြောတာတတိယပြောတာကယာကလွှမ်းလာရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းမမြင်ဘူးသူများအကျိုးစီးပွားကိုလည်းမမြင်ဘူးတဲ့ဘာအကျိုးစီးပွားမှဒီလိုမသိနိုင်ဘူး လောက်ကောင်းတော့ဟုတ်လားဒေါသကိုလည်းအဲ့ဒီတိုင်းပဲဟောတယ်မောဟကိုလည်းအဲ့ဒီတိုင်းပဲဟောတယ်နောက်မကြည်နှံ့မှုစိတ်မချမ်းမသာမှုဒေါသဖြစ်လာပြီဆိုရင်ဒီလိုဟာကိုယ်ကိုလည်းပင်ပန်းစေတယ်သူများကိုလည်းပင်ပန်းစေတယ်စိတ်မှလည်းပဲဆင်းရဲမှုပူလောင်မှုတွေကိုခံစားရတယ်ဒေါသလွှမ်းလာပြီဆိုလို့ရှိရင်မုတ်တာတွေလုံမယ်မမှန်တာတွေပြောမယ်မသိတော်တာတွေတွေးမယ်ဒေါသလွှမ်းလာပြီဆိုရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းမမြင်ဘူးသူများအကျိုးစီးပွားလည်းမမြင်ဘူးဒါအလွန်မှရိုးရှင်းတဲ့တိလွယ်တဲ့အကြောင်းအရာတစ်ခုပါဟုတ်လား ဲ့လိုပဲမောဟလွှမ်းလာပြီဆိုရင်လည်းပဲဒီ၃ချက်ပဲเนาะကိုကိုကိုပင်ပန်းစီမယ်သူတို့ဘာကိုပင်ပန်းစီမယ်စိတ်ထဲမှာလည်းပဲမတက်မတာခံစားရမယ်ဘုဟုတာတွေလုံးမယ်မမှန်တာတွေပြောမယ်မသိတော်တာတွေတွေးမယ်ကိုအကျိုးစီးပွားသူတို့ဘာအကျိုးစီးပွားကိုမမြင်ဘူးဒါအနှစ်ချုပ်ပြောတာဟုတ်လားဒါကຢာကဒေါသမောဟလို့ဆိုတဲ့တရားဓမ္မတို့အရင်တို့ရဲ့တဏ္ဍာမှာအကြောင်းအားလို့ဆိုတာဖြစ်ဖြစ်နေတဲ့မကောင်းတဲ့ဓာတ်တဘာဝတို့ရဲ့ အကျိုးအာနိသင်တနည်းအားဖြင့်သူတို့ရဲ့အစွမ်းကိုပြောတာဟုတ်လားအဲ့တော့ဦးဇင်းတို့တရားလေးကသောတော့ကလေးကိုဆက်သွားမယ်နော်ပရပိုက်ကအရှင်အနန္ဒာကိုမေးတာဘသူရဲ့တရားဟာလောကမှာအကောင်းဆုံးဟောထားတဲ့တရားလဲနော်ဘသူတွေဟာလောကမှာကောင်းကောင်းကျင့်နေကြတာလဲဘသူတွေဟာလောကမှာအကောင်းဆုံးကျင့်ပြီးကြတဲ့ပုံကိုယ်တွေလဲတဲ့အဲ အချင်းမြတ်ကိုဝါသနာပါကြတဲ့ပုံကိုယ်တွေအတွက်ဒီမေကွန်းသုံးချက်ရဲ့အဖြစ်ကိုရှင်းရှင်းလင်းလင်းသိထားတဲ့နဲ့ရှင်အနန္ဒာရဲ့ဉာဏ်ပညာဆိုအံဘလောက်ကြီးတယ်လဲသူပြောတာဘလောက်တဘာဝကြလဲဆိုတာကိုသူ့ရဲ့အဖြစ်ကိုကြည်ကျင်းအဖြစ်ဦးဇင်းတို့သိရလိမ့်မယ်ဟုတ်လားအဲ့ဒီမှာရှင်အနန္ဒာကဘလို့ဖြေလဲနောက်ရှင်အနန္ဒာဖြေတာအလွန်မှသဘောကျတယ်အကောင်ရှင်အနန္ဒာကဘလို့ဖြေလဲဆိုတော့တေနဟိဂဟပတိတင်ညေဝိထပရိပုစိတ်တာမိတယ် ကာပတိဆိုတာအိန့်ရှင်တိုင်းကတကကြီးပေါ့နော်တကကြီးတဲ့အဲ့လိုဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တင့်ဥပံကပြန်မေးမယ်တဲ့အခုပြောလိုက်သမောဟတို့နဲ့ဆက်ဆက်နေတဲ့အကြောင်းအရာလေးတွေကိုပြောတာပေါ့နော်လူရှင်နေနေနဲ့နော်တို့အလူကံအလူပေးတဲ့ပုံကဘက်ကပြည်စုံအောင်အင်္ဂါရက်တွေတော့ပြည်စုံအောင်တို့ရဲ့တာဝန်ပဲဟုတ်လားအလူခံတဲ့ပုံကတွေဘက်ကပြည်စုံအောင်တာဝန်တွေကိုယောဂီတွေကသူတို့တာဝန်သူတို့လုပ်နေကြတယ် ဒါကိုတွေးပြီးတော့လည်းပဲဒါနရှင်တွေနေနဲ့ဝမ်းသာဖို့ဝမ်းမြောက်ဖို့မရှိဘူးလားရှိတယ်။ယောဂီတွေနေနဲ့ဝမ်းသာဖို့ဝမ်းမြောက်ဖို့ကအော်ငါတို့ဟာနော်အကောင်းဆုံးတရားကိုနာယူပြီးတော့အကောင်းဆုံးအကျင့်ကိုကျင့်နေကြတယ်။အကောင်းဆုံးကျင့်ပြီးသူဆိုတဲ့အနေအထားကိုဥတည်ရှိရှုပြီးတော့အလုလုနေကြတဲ့ပုံကိုယ်လေးလို့ကိုလုံးနေတဲ့အလုရဲ့တန်ဖိုးမြင့်မြတ်မှုကိုမြင်ဖို့မလိုဘူးလားလို့လေ။အဲ့ဒါဆိုလို့ရှိရင်အာလုံးနော်ခွန်အားအတီးတီးဖြစ်ကြမယ်ပေါ့ဟုတ်လားဒါကြောင့် ကိုကိုကိုရှစ်ဆေးရမယ်နော်ငါလုံးနေတဲ့အလုပ်ဟာယာကဒေါသမောဟကိုနေပါစေတဲ့အလုပ်ဟုတ်ရဲ့လားမသိနိုင်ဘူးလားသိနိုင်တယ်သိနိုင်တယ်နော်သိနိုင်တယ်သိနိုင်တယ်ဟုတ်လားတတိလေးတအားပြီးတော့နေလိုက်တိုင်းနေလိုက်တိုင်းနော်ဆွေမမှုယာကမကျေနပ်မှုဒေါသမသိမှုမောဟအတိုင်းအတာတစ်ခုထိတော့နေပါသွားတာပဲဒါပေမဲ့ဥမာတစ်ခုနဲ့ပိဋကတ်ကိုရှင်းပြရမယ်ဆိုရင် ဟိုလက်သမားကင်တဲ့ပဲကိုရိုးကိုမြတ်စွာဘုရားဥမာပေးပြီးတော့ဟောတဲ့ဒေသနာတစ်ခုရှိတယ်ဟုတ်လားလက်သမားတွေကင်တဲ့ပဲကိုရိုးသူကအတ္တမနဲ့လှုပ်တာတာပဲလေနှစ်လကြာရှိကင်လာပြီးရှိလို့ရှိရင်အဲ့ဒီအလွန်မာကြောတယ်လို့ဆိုတဲ့အတ္တမနဲ့လှုပ်တာတဲ့ဒီပဲကိုရိုးဟာအရာလေးတွေထင်လာဟုတ်လားအဲတလားလောက်နဲ့တစ်နှစ်လောက်နဲ့အရာထင်လားမထင်ပါဘူးကင်ဟာကတော့ပြောင်းလာတာလောက်ပဲရှိမယ်ပေါ့ဟုတ်လား ပြီးရင်ကြာကြာကိုင်းလာတဲ့ခါကျဘာဖြစ်တော့အရာတွေလက်ချောင်းအရာတွေထင်လာတယ်နော်တခါဓမ္မတို့အရှင်ရဲ့တန်တမာနော်ဖြစ်ပေါ်လာခဲ့တဲ့ရာဂဒေါသမောဟကအဲ့ဒီအတ္တမာတဲ့အများကြီးခိုင်မာနေလိမ့်မယ်နော်ဟုတ်လားစဉ်းစားကြည့်ဟုတ်လားဒါကြောင့်ကိုယ့်ကိုယ်ကြည့်လိုက်တော့ငါအရာလည်းမထင်ပါလားဆိုတော့အရာထင်လားမထင်လားခဏနာကြည့်နေလို့လည်းရမှာမဟုတ်ဟုတ်လားတော်တော်နဲ့တော့အရာထင်ပါတော့မဟုတ်ဘူးနော်ဒါပေမဲ့ သေးကြတာကတော့ဏိယမအနေနဲ့စဉ်းစားကြည့်ရယ်။ကိုင်မာများရင်တော့အရာကတော့ထင်းလာမှာပဲ။ဒီနေ့နဲ့မနေ့ပြန်ကွဲပြားမှုကိုမမြင်ရတော့လည်းပဲကွဲပြားမှုရှိတယ်ဆိုတာကတော့ညံနဲ့တော့သိနိုင်တယ်။ ပဂရိမျက်စိနဲ့တော့မသိနိုင်ဘူးပေါ့နော်ဒီဘက်ကိုကလေးဟာဒီနေ့နဲ့မနေ့ပြန်နဲ့မတူဘူးဆိုတာကိုမျက်စိကမသိနိုင်ဘူးညံကတော့သိနိုင်တယ်။ဟောဆိုတကယ်အရာထင်သွားပြီဆိုတော့လည်းပဲတရချင်းတင်းနေတရင်ထင်သွားတာမှမဟုတ်ဘဲနဲ့တရနေ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 မသိနိုင်လောက်အောင်နေတဲ့အဆင်ပဲနော်တကယ်တမ်းကဟုတ်လား။ဒါကြောင့်ပိတ်တက်တို့လည်းပဲတရားအထုတ်တဲ့ချိန်မှာအဲငါຢာကဒေါသမောဟတွေကလည်းမနေပါလားလို့အဲ့လိုလည်းပဲမတွေးမိစေနဲ့နေသွားတာကိုသိချင်မှသိမယ်ပေါ့။ ဟုတ်လားတိတာထင်ရှားလာအောင်ယုတ်ချီတော့နဲသွားမှာတော့မဟုတ်ဘူးဒါတော့ကိုယ့်ရဲ့ကြိုးစားအထုမှုပေါ်မှာမူတည်ပါတယ်သို့တော့ထင်ရှားတာကတော့အထုနေတဲ့အခိုက်အတန့်မှာအဲ့ဒီလိုမကောင်းတဲ့စိတ်အနေထားတွေဖြစ်မလာတာကတော့မတည်ကြဘူးလားတည်ကြတယ်တည်ကြတယ်နောက်တစ်ခါတလေတချို့ဆိုရင်ပြောကြတာရှိပါတယ်ဟိုဘဝရဲ့ပေါ်မှာအထုသဖြင့်နောက်ကိုယ်ကတော့တံပိုးထားခဲ့တဲ့နောက်စည်းတဲ့ဥစ္စာတွေ နော်ဂုံနေနော်လူကြားသူကြားတွေတော့အကျဉ်းသားတွေကောင်းတယ်လို့ထင်ခဲ့တာတွေအဲ့ဒါတွေရဲ့ပုံမှာအော်ဒါတွေဟာဘာမှမမောစရာမဟုတ်ပါလားဆိုတဲ့အမြင်နဲ့စိတ်ထဲမှာရှင်းထုတ်ထားနိုင်တဲ့လူတွေတချို့ရှိတယ်။ငကိုတော့မက်တယ်အခုသိပြီတော့မမက်ဘူးဘာမှမဟုတ်ပါဘူးလို့နားလေတယ်ပေါ့နော်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတို့ဟောင်းတို့ဘု து ရတရားဟာအကောင်းဆုံးတရားတယ် သူတွေဟာအကောင်းဆုံးကျင့်နေတာလေဘသူတွေဟာအကောင်းဆုံးကျင့်ပြီးသူလဲဆိုတဲ့ရေးပါတဲ့မေဂုံတုံးချက်ကို ပုဂ္ဂလဒိဋ္ဌံမပါဘဲနဲ့ဓမ္မဒိဋ္ဌံတက်တက်ရှင်အနန္ဒာကိုရောမြတ်ဖြည့်ပြသွားတာအလုံးမနှစ်သက်စရာအကောင်းမှန်းလေဟုတ်လားအေးဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့သည်အပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့မြတ်သောအကျင့်ကိုစွန့်စွန့်တမန်ကျင့်သုံးနိုင်ရတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ယောဂီများနဲ့တကွာကုသိုလ်ရှင်များနဲ့တကွာအားလုံး ကြိုးစားအားထုတ်ပြုလုပ်ကြရတဲ့ကုသိုလ်ကောင်းမှုအဆုသလိုကြောင့်ဘုရားတပည့်တော်တို့သည်မညံပုညံမြင့်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း